ညနေ6:48မိနစ်ရုရှားနိုင်ငံဆာရတော့ပြည်နယ်မှာရှိတဲ့အင်ဂက်2လေတပ်အခြေစိုက်စခန်းညနေခင်းရဲ့ကောင်းကင်ဟာလှည့်စားတက်လာအောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်ကြီးတွေရဲ့အိမ်မော်စကိုမြို့တော်ရဲ့အနောက်ဘက်လေကြောင်းရံကာဝေးရေးခွင်းဆက်ကြီးတစ်ခုလုံးကိုအစာကျွေးနေတဲ့အာယွန်ဂျောစင်တာတစ်ခုဒီနေရာမှာတော့နေစဉ်လုပ်ငန်းဆောင်လာတွေဟာတိကျသွားလေပတ်နေပြီးစစ်ပွဲဆိုတာမိုင်းမောင်းများသောအဝေးကပဲ့တင်တန်တစ်ခုလို့သာထင်မှတ်ရပါတယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်ခြင်းဟာမျက်စိတမိတ်အတွင်းမှာပဲအစိတ်စိတ်မှွားမှွားကြေမှွားသွားခဲ့ပါတယ်။ ဘလို့သတိပေးကြမှမရှိပဲ FPV ကာမီကာစီ drone အုပ်တအုပ်ဟာအနောက်မြောက်ဘက်အရက်ကနေလျှက်စီးကြောင်းတစ်ခုလိုတိုးဝင်လာခဲ့ပါတယ်။သူတို့ရဲ့နောက်မှာတော့အချိန်နဲ့တပြေးညီအချက်လက်တွေကိုပေးပို့နေတဲ့ UAX ဒုံးကြီးပြစ်လွတ်စနစ်တွေကနေပြစ်လွတ်လိုက်တဲ့ဒုံးကြီးမိုးတွေဟာကွက်စိတ်ချထားသလိုတိကျစွာကြာရောက်လာခဲ့ပြီး Su-27 တိုက်လေယာဉ်တွေကတော့ဒေသဆိုင်ရာရေဒါလိုင်းတွေကိုနှောက်ယှက်ဖို့အတွက်ကောင်းငင်ဘော်ကိုထိုးတက်သွားခဲ့ကြပါတယ်။ဒါဟာတာမန်တိုက်ခိုက်မှုတစ်ခုလုံးဝမဟုတ်ပါဘူး။ဒါဟာမော်စကိုရဲ့နောက်ဘက်လေကြောင်းရံကာဝေးကြီးဂွင်းဆက်ကြီးတစ်ခုလုံးကိုကြောထောက်နောက်ခံပေးနေတဲ့ ရေဒါချက်ချာစခန်းတွေနဲ့ကိုကဲရေးချိတ်ဆက်မှုတွေပြစ်မှတ်ထားတဲ့ဝင်ဦးပေါင်းများစွာကနေဒီပိုင်းနဲ့ထဲတိကျသွားပြစ်မှတ်ထားတိုက်ခိုက်တဲ့စစ်စင်ရေးကြီးတစ်ခုပါပဲ။စက္ကမိုင်းတွင်မှာပဲအဲ့ဒီတိတ်ဆိတ်နေတဲ့ချင်းဟာလုံးဝပြိုကွဲသွားခဲ့ပြီးခစ်သည့်စစ်ပွဲရဲ့အကြောင်းမဲ့ဖွယ်မျက်နှာစာဟာစင်မြင့်ဘော်ကိုအပြည့်အဝရောက်ရှိလာခဲ့ပါတော့တယ်။ဒီတိုက်ပွဲရဲ့အတွင်းကြကြအသေးစိတ်အချက်အလက်တွေကိုမဆွေးနွေးခင်မှာနောက်ဆုံးရစီရေးသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှုအတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်သွားပြီးကြပါအောင်ခင်ဗျာ။ယူကရိန်းရဲ့ထောင်လိုင်းရေးကွန်ရက်ကြီးဟာအခုဆိုရင်အချိန်ဟုန်နဲ့လှုပ်ရှားလာပါပြီ။ Engels 2 liters can ပေါ်မှာညနေခင်းရဲ့ပရင်းရောင်မြူကိုတွေဆင်းတက်လာချိန်မှာပေါင်းဆက်ညှိနှိုင်းထားတဲ့ ISR ထောင်လန်းရေးစောင့်ကြည့်ရင်းနဲ့ကင်းတောင်ရေးကွန်ရက်ကြီးတစ်ခုစတင်ပြန့်နှံ့ထွက်ခွာသွားခဲ့တာပါအလဲအလက်မြင့်ပြန်တန်းနေတဲ့မောင်းသူမဲ့လေကြောင်းစနစ် US တွေကမြေပြင်ကိုထတ်နေတဲ့စဝိုင်းချမ်းပုံစံတွေနဲ့မြေပုံဆွဲနေချိန်မှာရုရှားစီကတင်းသီးရမိပြီးပြန်လဲပြင်ဆင်ထားတဲ့ drone တွေကတော့လေတက်ခြေဆိုင်စခန်းရဲ့ပတ်လည်စီကိုဇစ်ဇက်ပုံစံနဲ့ဖြတ်ကျော်ပြန်တန်းနေကြပါတယ်။လောင်သာတီထောက်ပံ့ရေးလမ်းကြောင်းတွေတခြားမှာဆိုရင် FPV drone ထောင်လမ်းရေး drone လေးတွေက ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတွေနဲ့အာယုံခံကိရိယာတွေရဲ့မျက်ကွယ်နေရာတွေကိုမှတ်သားပြီးအနောက်ဘက်12မိုင်ကွာကရွေရှားရေးကုတ်ကဲရေးစခန်းစီကိုအချိန်နဲ့တပြေးညီအချက်လက်တွေပို့ပေးပို့နေပါတယ်။တောင်ဘက်ချန်စီယိုနာတဝိုင်းမှာတော့အပူလှိုင်းဖြောက်အင်ဂျီဝစ်ဆင်ထားတဲ့ပေါ်ပါတဲ့မိုင်းထောင်ဆက်ရုပ်ကလေးတွေဟာတိတ်တဆိတ်ရှေ့တိုးလာပြီးရုရှားတင်ကားတွေရွှေ့ပြောင်းလာရင်ပိတ်ဆို့ဖို့အတွက်တင်ကားဖြတ်မိုင်းတွေကိုချထားနေကြကြပါတယ်။သူတို့ဘေးမှာရှိတဲ့ခြေလေးချောင်းပါခွေးဆက်ရုပ်တွေကအပြက်စီးတွေကြားတွေကလမ်းကြောင်းတွေကနေဝင်ရောက်ပြီး နောက်မှလိုက်ပါလာမယ်စက်မှုတက်ဖွဲ့တွေအတွက်သွာလာနိုင်မယ့်လမ်းတွေကိုအမှတ်သားပြုလုပ်ပေးနေကြပါတယ်။မြေပြင်မှာတော့တစ်ပင်တွေနဲ့ကောက်ပဲသီးနှံတိုးလောင်ရုံတွေနောက်ကွယ်မှာနေရာယူထားတဲ့ပခုံးထန်းဒုံးပစ်လောင်ချာအဖွဲ့တွေကအကာအကွယ်ဒိုင်းလွှာတခုဖန်တီးဖို့အတွက်ထပ်နေတဲ့ပြစ်ခတ်မှုစုံတွေကိုတည်ထောင်နေကြပါတယ်။ယူကရိန်းကတော့စစ်ခင်းမှုအစအဆုံးပြင်ဆင်နေကြတာပါ။ဒါပေမဲ့ရုရှားကလည်းလက်ပိုက်ကြည့်မနေကြပါဘူး။မင်းနစ်ပိုင်းအတွင်းမှာပဲ Panzer S1 Radar တွေဟာအလွှာလိုက်လိုင်းလုံးတွေနဲ့စတင်လဲပတ်လာခဲ့ပြီးဂျာမာတွေကအတူအယောင်ချက်ပြမှုတွေကိုခွဲခြားထုတ်ပေါ်ကာ ကျူးကျော်ဝင်ရောက်လာတဲ့ drone တွေကို Trigan ပုံနည်းနဲ့နေရာအတိအကျရှာဖွေဖို့စတင်လှုပ်ဆောင်လာခဲ့ကြပါတယ်။နှစ်ဖက်စလုံးဟာဒစိတပိုင်းမြင်နိုင်စွမ်းတော့ရှိနေကြပါပြီ။တဖက်ချင်းစီကသူတို့ရဲ့တိုက်ခိုက်ရေးဇယားကွက်ကိုအချိန်နဲ့တပြေးညီတိစောက်နေကြပြီမဲ့ဘသူကမှအပြေဝါလွှမ်းမိုးထားနိုင်ခြင်းမရှိသေးပါဘူး။နောက်ဆက်ဖြစ်လာမယ့်အရာကဘသူကပုံပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်နိုင်တယ်လေဆိုတာထက်ဘသူကပုံပြီးပါးနက်စွာစီမံခန့်ခွဲနိုင်တယ်လေဆိုတာပေါ်မှာပဲမူတည်နေပါတော့တယ်။ထောင်လိုင်းအဆင့်ကစစ်မြေပုံဆွဲပေးခဲ့ပြီးပါပြီ။နောက်ဆုံး ISR အချက်ပြမှုအပြီးမိနစ်ပိုင်းအတွင်းမှာပဲ ယူကရိန်းရဲ့ electronic စစ်စင်ရေးရှင်တွေဟာ Ingress 2ရဲ့အနောက်ဘက်နဲ့အနောက်တောင်ဘက်ကကြိုတင်သတ်မှတ်ထားတဲ့နေရာရေစီကိုရွေ့ရှားဝင်ရောက်လာခဲ့ကြပါတယ်။မြေပြင်နေထိုင်ရဲ့ကာကွယ်မှုနဲ့အပူလိုင်းရှုပ်ထွေးမှုတွေရဲ့အကာအကွယ်အောက်မှာဒီထရက်ကားတွေကတာတိုပြစ်အင်တာနက်တိုင်းတွေကိုဖြန့်ကျက်ပြီးရုရှားရဲ့ရှေ့တန်းရေဒါတွေကိုတိုက်ရိုက်ပစ်မှတ်ထားတဲ့အလွှာလိုက်ဂျမ်းမင်းအချက်ပြလိုင်းတွေကိုစတင်ထုတ်လွှင့်ပါတော့တယ်။ကောင်းကင်ရံမှာတော့လိုင်းလုံးနဲ့ဂျမ်းမား drone အုပ်တအုပ်ဟာတိုက်ပွဲရဲ့ဒုတိယပိုင်းကိုဖွင့်လှစ်လိုက်ပါပြီ။သူတို့ဟာပေ300နဲ့900ကြားကအမြင့်မှာ ုံစံမမှန်တဲ့လမ်းကြောင်းတွေနဲ့ပြန်တန်းနေကြပါတယ်။သူတို့ရဲ့ရွယ်ချက်ကဖြတ်စည်းဖို့မဟုတ်ပါဘူး။ရှုပ်ထွေးသွားစေဖို့လမ်းလွဲသွားစေဖို့ပါပဲ။သူတို့ဟာတာမန်ရက်ပတ်သုံး drone တွေရဲ့ပြန်တန်းမှုပုံစံအယောင်ဆောင်ထားပါတယ်။မြင်အောင်ကြည့်လိုက်ပါ။ရုရှားရဲ့ radar ဖန်သားပြင်ပေါ်မှာရုတ်တရက်ဆိုသလိုအမှတ်သားတွေရာနဲ့ချီပြီးပေါ်လာပါတယ်။တချို့ကတိုက်လေရင်အုပ်စုကြီးတစ်ခုလိုတချို့ကဒုံးကြီးတွေအလုံးကြီးနဲ့ဝင်လာသလိုအားလုံးဟာအတူအောင်တွေကြီးပါပဲ။ဒါဟာတစေဖွဲ့စည်းပုံအစုဝေးလို့ခေါ်တဲ့နည်းပြပါပါ။ ရုရှားရဲ့ကာဝေးစနစ်ကိုဘယ်ဟာကအစ်စ်ဘယ်ဟာကအတုဆိုတာမခွဲခြားနိုင်အောင်ဒုံးကျည်တွေကိုလိုက်ပြခိုင်းပြီးဖြုံးတီးပစ်စေဖို့ဖန်တီးထားတဲ့ digital ထောင်ကျောက်တစ်ခုပါရုရှားကလည်းလက်ပိုက်ကြည့်မနေခဲ့ပါဘူးသူတို့ရဲ့တုံ့ပြန်မှုကလှင်မြန်ခဲ့ပါတယ်ဗဟိုလောင်သာကန်ဝင်းဒီကခိုင်ခန့်တဲ့ဘန်ဂါရီတွေက electronic ဂျမ်မာတွေဟာယူကရိန်းကထုတ်လွှင့်နေတဲ့ digital စူညံသံတွေရဲ့လှိုင်းလုံးကိုရှာဖွေဖော်ထုတ်ပြီးအဲ့ဒီလှိုင်းတွေကိုတီးခြားခွဲထုတ်ကအားပြော့သွားအောင်ကြိုးစားပါတော့တယ်တစ်ချိန်တည်းမှာပဲ Panzer S1 လို့ခေါ်တဲ့ရွေရှားလေကြောင်းရံကာဝေးရေးယူနေဟာ သူတို့ရဲ့ရေဒါတွေကိုအစွမ်းကုန်ဖွင့်ပြီးကောင်းငင်ပြည်ကြီးကိုအသေးစိတ်စကန်ဖတ်ရင်းပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတိုင်းကိုခြေရာခံမှုအတွက်ဒိုးချက်ခြေရာခံမှုတွေကိုဝင်ရောက်သွားခဲ့ကြပါတယ်။ဒါပေမဲ့ဒါတွေအားလုံးဟာယူကရိန်းကထောင်ထားတဲ့ထောင်ချောက်ထဲကိုတက်တက်မတ်မတ်ဝင်သွားတာပါပဲ။ယူကရိန်းရဲ့ဂျမ်မင်စနစ်ဟာရုရှားရဲ့စနစ်တွေကိုလွှမ်းမိုးဖျက်ဆီးဖို့အတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူး။ဒါဟာရုရှားကိုလမ်းလွဲသွားစေဖို့သူတို့ရဲ့ကိုယ်ပိုင်အာယုံခံကိရိယာတွေကိုသူတို့ကိုယ်တိုင်မယုံကြည်တော့အောင်ပြုလုပ်ဖို့အတွက်ဒီဇိုင်းထုတ်ထားတာပါ။ ိနစ်30နီးပါးလောက်ထိ Angles 2 Leaders Scan ရဲ့လေးချောင်းရန်ကာဝေးရေးစနစ်တစ်ခုလုံးဟာ Digital လှိုင်းလုံးတွေကြောင့်ရိုင်နေနေခဲ့ရပါတယ်။စက်သက်ရေးတွေနှောက်နေကုန်ပြီး Radar ဘော်ကစက်ပြောက်တွေဟာဘယ်ဟာကအစ်စ်ဘယ်ဟာကအတုဆိုတာခွဲခြားရတာတော်တော်ကောင်းစားသွားခဲ့ပါတယ်။အခြေအနေကဘယ်လောက်တောင်ရှုပ်ထွေးသွားသလဲဆိုရင် Russia ရဲ့ AR-300 S-300 ဒုံးကျည်တပ်ဖွဲ့တစ်ခုဟာဆိုရင်ခဏတာလှည့်စားခံလိုက်ရပြီးအခြေဆိုင်စခန်းစီပြန်ဝင်လာတဲ့သူတို့ရဲ့ကိုပိုင် Su-35 တိုက်လေယာဉ်တစ်စီးကိုတော့မှားပြီးပြစ်ခတ်မိတဲ့အထိဖြစ်သွားခဲ့တယ်လို့သိရပါတယ်။ ဒီလိုမျိုး digital ဖြိုဖြဲအခြေအနေကြီးရဲ့အကာအွယ်အောက်မှာဒုတိယလိုင်းဖြစ်တဲ့မိုင်းထောင်စစ်ရုပ်လေးတွေဟာရင်းတူလောင်ယုံပတ်ဝန်းကျင်က radar တွေမမြင်နိုင်တဲ့လစ်ဟာနေတဲ့နေရာတွေကိုတိတ်တဆိတ်ဝင်ရောက်သွားခဲ့ကြပါတယ်။သူတို့က radar လင်းရောင်အောက်မှာမိုင်းကွင်းတစ်ခုကိုအတန်တိတ်ချထားခဲ့ကြပါတယ်။သူတို့ရဲ့နောက်ကွယ်မှာတော့ T-84 တင်ကားတွေနဲ့ခြေလျင်တိုက်ခိုက်ရေးယာဉ် IFV တွေပါဝင်တဲ့စစ်မှုတပ်ဖွဲ့တစ်ဖွဲ့ဟာအတင်းအဓမ္မထိုးဖောက်ဝင်ရောက်တာမျိုးမဟုတ်ပဲတိတ်ဆိတ်မှုနဲ့အချက်ပြမြူကိုတွေရဲ့အကာအွယ်အောက်မှာမြေကြီးပေါ်လျှောက်လာတဲ့တားရဲတကောင်လိုဖြည်းဖြည်းချင်းရှေ့တိုးလာခဲ့ကြပါတယ်။ ဒီအဆင့်ဟာပြတ်ခတ်ဖို့ဒါမှမဟုတ်ဖြတ်စည်းဖို့ထက်စစ်မြေပြင်ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကိုယ်တိုင်ကိုယ်၌ကိုပြန်လည်ရေးဆွဲနေတာနဲ့ပတ်သက်နေပါတယ်ရုရှားကပြစ်မှတ်တွေကိုပိုရှာလေးလေးသူတို့ရဲ့ကိုယ်ပိုင်ထောင်လှမ်းရေးကိရိယာတွေကိုယုံကြည်မှုပိုနှဲလာလေးလေးဖြစ်သွားခဲ့ပါတယ်ပြီးတော့အဲ့ဒီကျေပြန့်လာတဲ့ဟာကွက်ကြီးထဲမှာယူကရိန်းဟာတိုက်ခိုက်နေုံနဲ့မကဘဲနှစ်ပေါင်းများစွာစစ်ပွဲတွေရဲ့စီးမြင်ဖြစ်ခဲ့တဲ့ထိတွေ့ဆက်ဆံရေးစီးမြင်တွေကိုသူတို့စိတ်ကြိုက်ပြန်ရေးနေခဲ့တာပါပဲအင်ဂတ်စ်2ရဲ့အိုင်ယွန်ကန်ကွန်ရက်ကြီးတစ်ခုလုံးဟာ ဒီဂျစ်တယ်နှောက်ယှက်မှုတွေတောင်တဖြည်းဖြည်းပြိုလဲပျက်စီးလာတာနဲ့အမျှမြေပြင်ထိုးစစ်ဟာပြင်ဆင်မှုအဆင့်ကနေတကယ်တမ်းလှုပ်ဆောင်တဲ့အဆင့်ကိုရောက်ရှိလာပါပြီ။ဂျမ်မင်နဲ့လှည့်ပြားမှုတွေဖန်တီးပေးထားတဲ့ဒီဂျစ်တယ်ကလကာကြီးရဲ့အကာအကွယ်အောက်မှာယူကရိန်းရဲ့တန်ကြပ်ကာရင်တန်းတွေဟာစနစ်တကျနဲ့တပြိုင်တည်းလှိမ့်ဝင်လာခဲ့ကြပါတယ်။ဒီတမ်မနီလိုင်းလုံးကြီးတွေကိုဥဆောင်လာတာကတော့ T84 ပင်မတိုက်ပွဲဝင်တင်ကားတွေပါပဲ။သူတို့ဟာစစ်မြေပြင်ရဲ့ဘလူးကြီးတွေလိုဖြစ်နေပါတယ်။သူတို့ရဲ့125 mm အမြောက်ပြောင်းတွေကမြေပြင်နဲ့လုံးဝနီးပါးအပြိုင်ဆိုင်ထားပြီး လွန်ခဲ့တဲ့နိုင်ပိုင်းကမှ MLRS ဒုံးကြီးတိုက်ခိုက်မှုတွေနဲ့ဒရုန်းတွေရဲ့ပစ်ခတ်မှုတွေနဲ့ရှင်းလင်းထားတဲ့လမ်းကြောင်းတွေကနေတဆင့်ရှေ့တိုးလာခဲ့ကြပါတယ်။သူတို့ဘေးမှာတော့ခြေလျင်တိုက်ခိုက်ရေးရင် IFV တွေဟာခြေလျင်တပ်ဖွဲ့တွေကိုတည်ဆောင်လာခဲ့ပါတယ်။တန်ကြပ်ကရင်တွေရဲ့ရှေ့မှာမီတာအနည်းငယ်กว่าကနေ UGV လူမဲ့မြေပြင်ယင်လို့ခေါ်တဲ့မြေပြင်မြေပုံဆွဲစက်တွေတပ်ဆင်ထားတဲ့စက်ရုပ်ယင်တွေကဈေးဆက်ပုံစံနဲ့ရှေ့ပြေးကင်းထောင်နေကြပါတယ်။သူတို့ရဲ့အလုပ်ကတော့ကြံရှိနေတဲ့မိုင်းတွေနဲ့ရန်သူကထောင်ထားတဲ့အတားအဆီးတွေကိုအာယုံခံကြိယာတွေနဲ့စမ်းသပ်ရှာဖွေဖို့ပါပဲ။ ရုရှားရဲ့အားကိုးရသော T90 တင်ကားတွေဟာခိုင်ခန့်တဲ့နေရာတွေကနေထွက်ပြီးနေရာရွှေ့ဖို့ကြိုးစားခဲ့ကြပြီမဲ့အဲ့ဒီဆုံးဖြတ်ချက်ဟာသူတို့အတွက်အသက်အန္တရာယ်ဖြစ်ခဲ့ရပါတယ်။ရွေရှားလိုက်တဲ့အချိန်မှာပဲအပေါ်စီးကနေတိုက်ခိုက်မဲ့ drone တွေရဲ့ဝင်ရောက်တိုက်ခိုက်မှုအတွက်ဖြစ်သွားခဲ့ရပါတယ်။ရုရှားတင်ကားတချို့ဆိုရင်မိုင်းထောင်ထားတဲ့ပစ်ခတ်ဇုန်တွေကြားမှာညက်မိပြီးလှုပ်ရှားနေတော့မှာပဲအခြေမုံခံလိုက်ရပါတယ်။ညနေလာချိန်မှာတော့ယူကရိန်းခြေလျင်တပ်ဖွဲ့တွေဟာပထမဆုံးခံတပ်ဘန်ဂါရီစီကိုရောက်ရှိသွားခဲ့ကြပါပြီ။ဒီနေရာမှာတိုက်ပွဲပုံစံကပိုပြီးခင့်မိလာခဲ့ပါတယ်။ ူတို့ကအလင်းနဲ့အပူလှိုင်းနှမျိုးလုံးကိုမြင်နိုင်တဲ့ကင်မရာတွေတက်ဆင်ထားတဲ့ခွေးဆက်ရုပ်တွေကိုသုံးပြီးဘန်ဂါရီတွေဝင်ရောက်နိုင်မဲ့အားနည်းတဲ့နေရာတွေကိုထောက်လှမ်းခဲ့ကြပါတယ်။ဥပမာတစ်ခုဆိုရင်မြေပြင်အဖွဲ့တစ်ခုက UGV ဆက်ရုပ်ရင်ကိုသုံးပြီးဘန်ဂါရဲ့လေဝင်လေထွက်ပေါက်ထဲကိုဖောက်ခွဲရေးပစ္စည်းတစ်ခုပို့လိုက်ပါတယ်။ပြီးတော့သူတို့ခြေတလှမ်းမချခင်မှာပဲအဆောက်အုံတွင်ကဆက်သွယ်ရေးတွေကိုအဝေးကနေဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါဟာစနစ်တကျချိန်ထိထားတဲ့ဖိအားပေးမှုလူဝင်အားနဲ့ဆက်ပစ္စည်းတွေရဲ့စွမ်းအားကိုပေါင်းစပ်ထားတဲ့တိုက်ပွဲပုံစံတစ်ခုပါပဲ။ ီးတော့သူတို့ချိုးဖြတ်လိုက်တဲ့ဘန်ကားတိုင်းဟာအောင်ပွဲတစ်ခုအပြင်ကဘာကြီးကိုပေးလိုက်တဲ့သတင်းစကားတစ်ခုလည်းဖြစ်ပါတယ်။အင်အားသုံးပြီးတိုက်ခိုက်တဲ့ခေတ်ဟာပေါင်းဆက်ညှိနှိုင်းမှုနဲ့ဤပညာရဲ့ရှေ့မောက်မှာရှုံးနိမ့်နေရပြီဆိုတာပါပဲ။ရုရှားကဒါကိုကောင်းကောင်းကြီးသိပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာ Engels 2ရဲ့အတွင်းစီကိုဝန်းရံလာတဲ့အမျှဒဏ်ရာရနေတဲ့ဝက်ဝံတကောင်လိုရုရှားရဲ့တံပြန်တိုက်ခိုက်မှုဟာလည်းစတင်လာပါတော့တယ်။ရုရှား T90 တင်ကားတွေဟာဒုတိယရန်ခံတပ်တွေကနေမီဂိုတွေကြားတဲ့ကနေရှေ့တိုးထွက်လာပြီးဖုံးကွယ်ထားတဲ့နေရာတွေကနေအလုံးချင်းပြစ်ခတ်မှုနဲ့ ြစ်နေတဲ့အမြောက်တပ်ဖွဲ့တွေဘေးမှာနေရာယူခဲ့ကြပါတယ်။အပေါ်ကောင်းကင်မှာဆိုရင်295မဟာဗျူဟာမြောက်ဘုံကျဲလေရင်ကြီးတွေကပေ3200ကျော်အမြင့်ကနေအဝေးကနေထောက်လန်းပြန်တမ်းမှုတွေစတင်ခဲ့ပါတယ်။ဒါဟာတာမန်အမြောက်တိုက်ပွဲတသက်မဟုတ်တော့ပါဘူး။ဒါဟာယူကရိန်းရဲ့ထိုးစစ်ဦးကလေတက်ခြေဆိုင်စခန်းရဲ့ထိန်းချုပ်ရေးစနစ်ကိုမပိတ်ဆို့ခင်မှာစစ်ပွဲရဲ့ဥဆောင်မှုကိုပြန်ရဖို့အတွက်အစွမ်းကုန်ကြိုးပမ်းတဲ့အစုံအလင်တိုက်ခိုက်မှုကြီးတစ်ခုပါ။ရုရှားဟာသူတို့ရဲ့ S300 ဒုံးကျည်တပ်ဖွဲ့တွေနဲ့ ပန်ဆာ S1 platform တွေကိုထပ်နေတဲ့ကာကွယ်ရေးကွင်းစက်တွေအဖြစ်ပြန်လည်အသက်သွင်းပြီး drone တွေနဲ့လေယာဉ်တွေကိုပါမလွတ်တမ်းစကန်ဖတ်ခဲ့ကြပါတယ်။တချို့ကကောင်းကင်ကိုပြစ်မှတ်ထားတယ်။တချို့ကမြေပြင်ပေါ်ကလှုပ်ရှားမှုတွေကိုလော့ချပြီးတိုးဝင်လာတဲ့ယူကရိန်းရဲ့တန်ကြပ်ကာကျင်တွေကိုရင်ဖြတ်ကြားဖြတ်တိုက်ခိုက်မှုတွေနဲ့ရပ်တန့်အောင်ကြိုးစားခဲ့ကြပါတယ်။ယူကရိန်းရဲ့တုံ့ပြန်မှုကတော့သူတို့ရဲ့အမြောက်တပ်ဖွဲ့တွေဟာပြစ်ပြေးဆိုတဲ့နီးဗျူဟာကိုပြောင်းလဲကျင့်သုံးခဲ့ကြပါတယ်။ဆိုလိုတာကပြစ်မှတ်ကိုပြစ်၊နှစ်မိနစ်တွင်နေရာအမြန်ရွှေ့ ပြီးတော့ရန်သူကသူတို့ဘယ်မှာရှိလဲဆိုတာမသိခင်မှာပဲနေရအစ်စ်ကနေပြန်တိုက်တာပါမြေပြင်တိုက်ပွဲကပြင်းထန်နေချိန်မှာအင်ဂက်စ်2ဘော်ကလေဒူးကလည်းညက်နဲ့ညက်ထားသလိုတင်းကျပ်လာခဲ့ပါတယ်ထိန်းချုပ်ဖို့တိုက်ပွဲဟာမြေပြင်ဘော်ကတင်ကားလမ်းကြောင်းတွေမှာပဲမဟုတ်တော့ပဲအခုဆိုရင်ကောင်းကင်ရန်ကိုပါရောက်လာခဲ့ပါပြီရုရှားကလေကြောင်းစိုးမှုမှုရအောင်ယူပြီးယူကရိန်းရဲ့အဝေးကပြစ်ခတ်မှုတွေကိုလမ်းညွှန်ပေးတဲ့စွမ်းအင်ကိုဖျက်တောက်ပစ်ဖို့အတွက်ရှေ့တန်းလေတပ်စခန်းတွေကနေ Su-27 နဲ့ Su-35 တိုက်လေယာဉ်တွေကိုအ мян ဆုံးပြန်တပ်စီခဲ့ပါတယ် ်ယူကရိန်းကတော့ဒီလိုတိုက်ခိုက်မှုမြင့်လာတာကိုကြိုတင်ခံမှန်းထားပြီးသားဖြစ်ပါတယ်။ရေဒါဖြတ်လက်နက်တွေတင်ထားတဲ့ Su-27 တွေကိုအသင့်နေရာချထားပြီးသားပါပဲ။သူတို့ရဲ့တာဝန်ကရုရှားရဲ့ S-300 နဲ့ပန်ဆာစနစ်တွေကိုအားဖြည့်ပေးနေတဲ့ရေဒါစကန်တွေကိုရှာဖွေပြီးဖျက်ဆီးဖို့ပါ။ဒရုန်းတွေနဲ့ဒုံးကျည်တွေဝင်ရောက်လာဖို့လမ်းကြောင်းအသစ်တွေဖွင့်ပေးဖို့ပါပဲ။တစ်ချိန်တည်းမှာပဲနှစ်ဖက်စလုံးမှာနက်နက်ဆိုင်ဆိုင်ချင်းချောင်းနေတဲ့အချက်ပြမှုတွေပေါ်လာခဲ့ပါတယ်။ရုရှားရဲ့ KH-101 cruise ဒုံးကျည်တွေဟာအသင့်အနေထားကိုရောက်လာခဲ့ပါတယ်။ဒီရှေ့လျားပြီးချောမွေ့တဲ့အနိုင်ပြန်တန်းချိန်မှာ ရေဒါနဲ့ဖမ်းလို့လုံးဝနှီးပါမရတဲ့ကိုပြောက်လက်နက်တွေဟာအသင့်ဖြစ်နေပါပြီ။သူတို့ပြတ်မှတ်ထားတာကရှေ့တန်းတပ်ဖွဲ့တွေမဟုတ်ဘဲယူကရိန်းရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေပါပဲ။ချိန်ချောက်မှုကရှင်းပါတယ်။နောက်ဆုံးပါမဟုတ်ရင်မင်းတို့ရဲ့အသက်သွေးကြောကိုဖျက်ပစ်မယ်လို့ပြောလိုက်တာပါပဲ။ယူကရိန်းကတော့ရွေရှားမြေပြင်ဝင်ဟင်ပစ်ဒုံးကျည်ဖွဲ့တွေနဲ့တုံ့ပြန်ပစ်ခတ်ပစ်ပါတယ်။ညနေဆောင်နေမှာတော့ကောင်းကင်ရံတခြားမှာလေကြောင်းတိုက်ပွဲတွေမိတ်တုံမိတ်တုံဖြစ်ပွားခဲ့ပါတယ်။လေရင်တွေရဲ့မိကနေထွက်လာတဲ့မိကိုတန်းတွေဟာကောင်းကင်မှာရှုပ်ထွေးနေပါတယ်။ ရုရှား Su-35 တစ်စီးကရေဒါဓာတ်ဆုံတစ်ခုပေါ်မှာကွေ့လိုက်မိချိန်မှာမြေပြင်ကနေပစ်လိုက်တဲ့ယူကရိန်းရဲ့အင်အားဒုံးကျည်တစ်စင်းနဲ့အပြစ်ခံလိုက်ရပါတယ်။ဒီအဆင့်ဟာကောင်းကင်ကိုဘသူအုပ်စိုးသလဲဆိုတာထက်ဒီဆူနန်တန်တွေကြားထဲကနေဘသူကရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လဲဆိုတာနဲ့ပို့ပြီးတက်ဆိုင်နေပါပြီ။လေတောင်းတိုက်ပွဲတွေတဖြည်းဖြည်းငြိမ်သက်သွားပြီးရေဒါအချက်ပြမှုတွေတည်ငြိမ်လာတာနဲ့မျှနှစ်ဖက်စလုံးဟာဒေါသကြီးကြီးတိုက်ခိုက်နေရကနေခံတက်ဆောက်တဲ့ဘက်ကိုပြောင်းသွားခဲ့ကြပါတယ်။ယူကရိန်းဟာအင်ဂယ်စ်2ရဲ့ပြင်ဘက်ကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ပြီးနောက် ဂျာယီကာဝေးရေးဆက်ဝိုင်းကိုစတင်တည်ထောင်ခဲ့ပါတယ်။ရုရှားဘက်မှာတော့စနစ်တကျနောက်ဆုံးမှုတစ်ခုစတင်ခဲ့ပါတယ်။တိုက်ပွဲရဲ့အချိန်ဟုံနှေးကွေးသွားပေမဲ့အလောင်းအစားကတော့မြင့်မားနေစေပါပဲ။ဆက်သွယ်ရေးတွေပြတ်စည်းပြီးထောက်ပံ့ရေးလိုင်းတွေပြတ်တောက်သွားတဲ့အမျှစစ်ကိုကဲမှုနှစ်ခုသလုံးဟာအခြေအနေကိုပြန်လည်တွက်ချက်ချင်းအဆင့်ကိုဝင်ရောက်သွားခဲ့ကြပါတယ်။ဒီလိုနီးပြူဟာမျိုးခနာဒါရနာမှုကြားထဲမှာယူကရိန်းစစ်တပ်ဖွဲ့ဝင်တွေဟာသူတို့ဘက်ကဒဏ်ရာရသူတွေကိုသာမကပဲတိုက်ပွဲမှာကြံခဲ့တဲ့စိတ်ရှုပ်ထွေးနေတဲ့ရုရှားစစ်သားတွေကိုပါစေကူတာပေးခဲ့ကြပါတယ်။ ကွင်းစင်အဖွဲ့တစ်ဖွဲ့ကပြစ်ချခံလိုက်ရတဲ့ရုရှားလေယာဉ်မှူး၂ယောက်ကိုကယ်ဆယ်ခဲ့ပြီးသူတို့ရဲ့တည်နေရာကိုဂျာနီအဖွဲ့ကလာခေါ်နိုင်မှုအတွက်လျှို့ဝှက်လိုင်းကနေတဆင့်အချက်ပြခဲ့ပါတယ်။လူသားတွေကိုတပ်ဖြတ်ဖို့အတွက်အဆင့်မြင့်ဆုံးဤပညာတွေကိုတီထွင်ခဲ့ကြပြီးမြဲနောက်ဆုံးမှာတော့အဲ့ဒီဤပညာတွေရဲ့အပြည့်စည်တွေဂျားထဲမှာတော့လူသားဆန်မှုရဲ့မိတောက်လေးကဆက်လက်တောက်လောင်နေစေဆိုတာကိုတတ်သိပြနေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။